လှချင်းလိုဖီလာထိုးရာကနေပုံထဲမှာတွေးမြင်ရတဲ့အတိုင်းနှက်ခမ်းထော့သွားခဲ့တဲ့အသက်29နှစ်အရွယ်ထိုင်းမင်းကလေးရဲ့အဖြစ် ဖြစ်စဉ်ကတော့ဆယ်လပိုင်း6ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။အသက်29နှစ်အရွယ်ရှိပြီဖြစ်တဲ့နောင်ကီတီယာဆိုတဲ့ထိုင်းမိန်းကလေးတဦးဟာလှချင်းလိုနှကန်းကိုဖီလာထိုးရကနေဓမ္မတဲဖြစ်ပြီးနှကန်းထော့သွားခဲ့တာကြောင့်သူမလိုလှချင်းကြတဲ့မိန်းကလေးတွေအနေနဲ့စင်ကြင်လို့ရအောင် Facebook ပေါ်ကနေရောထိုင်းတည်င်းကနေပါသူမရဲ့အဖြစ်ဖြစ်တွေကိုမျှဝေခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးသူမပြောပြတာကတော့သူမအခုလိုဖြစ်ခဲ့တာဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဖြစ်ပြီး အဲ့တုန်းကသူမဟာလှချင်းတဲ့အတွက်စီကန်းလေးမှာသွားပြီးဖီလာထိုးရမျိုးတွေလုပ်ခဲ့ပါတယ်။နောက်ပြီးသူမဖီလာထိုးလိုက်တိုင်းမှာအခြားသူတွေနဲ့မတူအောင်သူမထိုးလိုက်တဲ့နေရာဟာလာနေချီပြီးရောင်ရမ်းနာမျိုးတွေဖြစ်ပါတယ်။ အစပိုင်းမှာတော့သူမစိတ်ထဲမှာစီကံကြောင့်စီကံကတုံးတဲ့စီကြောင့်ဖြစ်တဲ့ဆိုပြီးတခြားစီကံတွေတစ်ခုပြီးတစ်ခုကိုပြောင်းထိုးခဲ့ပေမဲ့ဘယ်စီကံကိုပြောင်းပြီးဖီလာထိုးထိုးထိုးလိုက်တိုင်းမှာသူမဟာအဲ့လိုပဲအမြဲတမ်းကိုရုပ်ပြက်ဆင်ပြက်ဖြစ်ပြီးလာနေချီအောင်အချိန်ကြာမြင့်စွာရောင်ရမ်းနေတာမျိုးတွေဖြစ်ပါတယ်နောက်ပြီးသူမပြောတာကအဲ့တုန်းကသူမဘဝဟာပြက်လူနီပါဖြစ်ခဲ့ရပြီးသူမရုပ်ရည်ပုံမှန်အတိုင်းပြန်ဖြစ်လာအောင်ကူတာတဲ့အခါမှာလဲ အချိန်တွေရောပတ်စံဘတ်တိန်နဲ့ချီအောင်ကိုကုန်ကြခဲ့ရပါတယ်ပထမအချိန်သူမဖီလာထိုးတာကတော့မေးစည်းမှဖြစ်ပြီးအဲ့တုန်းကလည်းတတော်ကြအောင်ရောင်ရမ်းခဲ့တယ်ဒီလိုနဲ့ရှင်းလာလောက်ကြသွားပြီးတဲ့နောက်မှာတော့သူမဟာနောက်တစ်ချိန်စီကံကိုသွားပြီးဖီလာထပ်ထိုးခဲ့တယ်အခုတစ်ခေါက်သူမထိုးတာကတော့မေးစည်းပစောင်းနဲ့နှကန်းအပေါအောက်ကိုဖီလာထိုးခဲ့တာဖြစ်ပြီးဒီတစ်ခေါက်ထိုးတဲ့အခါမှာသူမအခြေအနေဟာတတော်လေးကိုစိုးသွားခဲ့တယ်ခန်းစားရတာကတော့ပစောင်းနေနဲ့နှကန်းနေဟာပူဆက်ပူလောင်ဖြစ်နေပြီးကြည့်မကောင်ရှုမကောင်ဖြစ်အောင်ကိုရောင်ရမ်းနေခဲ့တယ်ဒီတစ် ခါမှသူမဟာစည်းကမ်းကိုပြန်သွားပြီးဆရာဝန်ကိုတွားပြခဲ့တယ်ဆရာဝန်တွေကတော့ပိုသက်စီနဲ့ဖီလာပျော်စီကို9ရက်လောက်ထိုးပေးရတယ်အဲ့ဒါတောင်အချိန်နှစ်ပတ်လောက်ကြာမှသူမနှက်ခမ်းရောင်းတာတွေရောတယ်နောက်ပြီးအသားရည်ပုံမှန်တိုင်းပြန်ဖြစ်အောင်ကိုတော့အချိန်တစ်နှစ်လောက်ကြာအောင်ကုသခဲ့ရတယ်လို့အသက်29နှစ်အရွယ်ကီတီယာဆိုတဲ့မိန်းကလေးမှပြောပြပါတယ်နောက်ပြီးသူမပြောတာကသူမအခုလိုဖီလာနှစ်ခါထိုးတာဟာစည်းကမ်းတစ်ခုစီမှဖြစ်ပြီး စေအမျိုးသားအလုံးနီးပါးကိုသူမအတုံပြုခဲ့တယ်။ဒါပေမဲ့တခုနဲ့မှသူမအတွက်အဆင်မပြေဘူး။အခုလို့ဖြစ်ရတဲ့အကြောင်းရင်းကိုတော့သူမအနေနဲ့ဆရာဝန်တွေကိုလည်းအပြစ်မတင်သလိုစေကိုလည်းအပြစ်မတင်ဘူး။သူမရဲ့ခန္ဓာကိုယ်ကစေနဲ့ဓမ္မတဲတာဖြစ်တယ်လို့ကီတီယာဆိုတဲ့အသက်29နှစ်အရွယ်ထိုင်မင်ကလေးမှသူမရဲ့အဖြစ်ဖြစ်တွေကိုပြောပြပါဗျာ။